လူနာရေဘက်အောင်နေရေဘက်အောင်နေဆိုရင်ကအောင်နာနာလည်းဖြစ်နိုင်လို့တချို့ကလည်းနှလုံးကြီးကိုဆွဲဆုပ်ထားသလိုမျိုးပြီးဒီမှာတခုခုဖိထားသလိုမျိုးအောင်နေ hub rupture နှလုံးကြီးတစ်ခုလုံးကွဲထွက်သွားတာကြွက်သားရည်တွေအကုန်လုံးကပျက်စီးနေရဖြစ်နေတယ်ကွဲထွက်သွားတယ်အခါမျိုးမှာဆိုရင် heart attack ရဲ့နောက်ဆက်တွဲကြောင့်လူနာအသက်သေဆုံးသွားနိုင်တယ်အားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးအရင်ကြိုဆိုလိုက်ပါတယ်မို့ဒီနဲ့တက်ဆက်ပေးချင်တဲ့သတင်းလေးကတော့ line ပေါ်မှာနံပါတ်ကြီးနေ အဆိုတော်ရေမူရဲ့မုံငုံတဲ့ဆိုတဲ့တခြင်းကိုစေမမတက်ဆိုရင်လဲကြကနှလုံးဟက်အတက်ဖြစ်ပြီးတော့အဲဒီဂျူဒီယကွယ်လွန်သွားတဲ့အဆိုတော်အာရီနိုနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒေါက်တာစိတ်ကနေပြီးအကြောင်းစုံကိုရှင်းပြလာတာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီလူတိုင်းမှာနှလုံးရောဂါရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဂရုစိုက်စင်ကျင်နိုင်အောင်လည်းပြပြလာတယ်ရှင့်ရှိတဲ့မျိုးတွေလည်းဘူးတရာတင်းငတ်ဆောင်ယူလို့ရအောင်ပြန်လဲညောင်းလိုက်ခြင်းပဲဖြစ်ပါတယ်မဟုတ်ဗီဒီယိုလေးကိုအစောထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် မမျော်လင့်မဲ့ရုတ်တရက်အသက်သေဆုံးခြင်း sudden and unexpected death လို့စိတ်နှစိပညာမှာခေါ်ပါတယ်။ရုတ်တရက်အသက်သေဆုံးရတဲ့အကြောင်းအရာတွေအများကြီးရှိရဲ့။အဲ့ထက်မှမှနှလုံးချောင်းဖြစ်တာနဲ့နှလုံးချောင်းမဟုတ်တာ။နှလုံးချောင်းဖြစ်တဲ့ဟာမှာဆိုရင်အားလုံးသိတယ်။ heart attack ရုတ်တရက် heart attack ရတယ်။နောက်တစ်ခုက arrhythmia နှလုံးခုန်လုံးမမှန်တာဖြစ်ပြီးအသက်သေဆုံးရတာရှိရဲ့။နှလုံးချောင်းမဟုတ်တဲ့အကြောင်းအရာတွေမှာဆိုရင်တော့အဆုတ်ကိုသွားတယ်၊သွေးကြောပိတ်သွားတာ pulmonary embolism လို့ခေါ်တယ်ပြီး stroke လို့ခေါ်တယ်လေဖြတ်တာပြီးရခါကျ immediate ပြင်းထန်တဲ့ဓာတ်မတည့်တာ allergic ပေါ့ severe allergic reaction ကြောင့်လည်းဖြစ်နိုင်တယ်လို့အုံနောက်မေးပါရောက်တာမနင်ချိုင်းတစ်လို့အစိမ့်လို့စေပညာမှာခေါ်တဲ့ infection ယောဂပိုးဝင်ပြီးအုံနောက်မေးပါရောက်တာကြောင့်တချို့ကြောင့်လည်း epilepsy လို့ခေါ်တဲ့အတက်ယောဂကြောင့်မမျှော်လင့်ပဲရုပ်တရက်ကောက်ကောင်ကင်ကအသက်တည်ဆုံးသွားတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ထဲမှာမှစိတ်နှုန်းနဲ့ယဉ်နီးတာကတော့ heart attack နှလုံးသွေးကျောပိတ်ပြာမကြသေးခင်ကမှလည်းစိတ်နှုန်းဒီမှာနိုင်ငံက အမှုပညာရှင်တူဒီရောဂါကြောင့်နှုတ်မဆက်ပဲရုတ်တရက်ထွက်ခွာသွားရပါတယ်။အဲ့တော့ဝန်းနေခြင်းနဲ့အတူအများပြည်သူတွေကိုလည်းဒီလိုဖြစ်ရဆိုမျိုးမကြုံတွေ့စေဖို့အတွက်ဆိုင်ရပြပြပေးချင်တာပါ။ဟာအတက်ကနှလုံးကိုသွားတဲ့နှလုံးအကောင်းအလုံးလုံးနိုင်မှုအတွက်သွားပြီးတွေးကြောလေးတွေက support လုပ်ထားရှိရအဲ့မှာမှပင်မတွေးကြောကြီးပိတ်သွားတာ။ဘာကြောင့်ပိတ်တာလဲပေါ့နော်။ ပိတ်တဲ့အတိုင်းမှာများသောအားဖြင့်သွေးထဲမှာကိုလက်စထရောအစီအစိတ်တွေများလာတဲ့အစီကလေးတွေအဲ့အစီကလေးတွေအချိန်မရွေးပေါက်ထွက်သွားနိုင်တယ်အဲ့အစီကလေးကပေါက်ထွက်သွားတဲ့အချိန်မှာပေါက်တဲ့နေရာမှာ blood clot လို့ခေါ်တဲ့သွေးကလေးဖြစ်တယ်အဲ့သွေးကခုနနှလုံးကိုသွားတဲ့သွေးကြောမှယူလုံးဝပိတ်သွားတဲ့အခါမှာ heart attack ရတယ်တချို့ကျတော့လည်းနှလုံးသွေးကြော ရှင်းတဲ့အနေထားလေးမှာတော့ခံဟာတာခံစားရတာမျိုးရှိပါတယ်။အဲ့တော့အဓိကအသက်သေဆုံးကတော့လုံးဝပိတ်ဆို့သွားတာကြောင့်ဖြစ်ပါတယ်။ဟာတာရပြီ။အဲ့ခါကျရင်ဘလို့လက္ခဏာတွေခံစားရလဲဆိုရင်တော့ကာကရှင်လူနာကရေဘက်အောင့်နေ။ရေဘက်အောင့်နေဆိုရင်ကအောင့်နာနာလာလဲဖြစ်နေလို့တချို့ကလည်းနှလုံးရွှဲဆုပ်ထားသလိုမျိုးပြီးဒီမှာ တခုခုဖိထားသလိုမျိုးအောင်နေနာနေရဲ့ကြက်ပြီးတော့အသက်ရှူလို့မဝဘူးပြီးရခါကျရင်နှလုံးခုန်လုံးဟိုရင်တုံတာပေါ့ရေတုံပန်းတုံတွေဖြစ်လာတယ်ချွေးစည်းတွေပြန်လာတယ်ပြီးရင်တခုလုံးမှာကြိုက်ခဲနာခြင်းမှုတွေရှိတတ်တယ်ဒါပေမဲ့တိတိတတ်တာချင်းချင်းရှာရှာကတော့ဘယ်ဘက်မေယိုဘယ်ဘက်ဒီ နယ်လေပင်နောက်ကျောင်းနယ်ဘယ်ဘက်လမောင်းမှာတော့တိတိကျကျသာကြိုက်ခန်းနာခြင်းမှုသူခံစားရတတ်ပါတယ်ပြီးရင်ပြို့တာအန်တာပြို့ခြင်းတို့လိုအန်ဂျင်လိုလူကဘလို့မှနေလို့ထိုင်လို့မကောင်းဘူးပေါ့နော်ဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင် heart attack ရပါပြီအဲဟိုတချို့တွေက anxiety များလို့စိတ်လှုပ်ရှားမှုများလို့ဆိုအဲ့လက္ခဏာနဲ့လေရောသွားတတ်ပါတယ်ဒါပေမဲ့အဲကိုမကနှလုံးသွေးကြောပိတ်နိုင်တဲ့အကြောင်းရင်းတွေရှိရအရင်ကလည်းဖြစ်ဖူးတဲ့နှလုံးရောဂါရှိတဲ့သူတွေဆိုရင်တော့တေချာပါ heart attack ကိုစိတ်လှုပ်ရှားစဉ်းစားရမှာဖြစ်ပါတယ် တချို့ရဆိုရင်ခေါင်းလေးရေအဲ့လိုမျိုးလှက်ခနဲလက်ခနဲခေါင်းမူးတာခေါင်းရေးတိတ်မူးတာမျိုးအာတချို့ရဆိုရင်ချောင်းဆိုးပြီးတော့အသက်ရှူမှတမ်းမှာတရွှီရွှီမိတယ်နေပါမြည်အဲ့လိုထွက်လာတာမျိုးရှိပါတယ်ဒါ heart attack ကဲဖြစ်တတ်တဲ့လက္ခဏာလူတိုင်းဒီအတိုင်းဖြစ်ရမယ်မဟုတ်ဘူးเนาะတချို့တွေမှာနှစ်ခုလောက်ပဲဖြစ်မယ်တချို့တွေမှာသုံးလေးခုလောက်ဖြစ်မယ်တချို့တွေမှာတစ်ခုလောက်ပဲဖြစ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့အရေးကြီးတာကဒီလို heart attack ရပြီဆိုရင် ျမတို့ဆေးရုံကိုအချိန်မီရောက်ဖို့လိုပါတယ်အဲ့ပိတ်သွားတဲ့သွေးကိုချက်ချင်းဖျော်ပြဖို့ဖယ်ပြဖို့အရေးကြီးပါတယ်အဲ့တော့ဒီလိုလက္ခဏာခံစားရပြီဆိုရင်ဆေးရုံ ambulance ကောင်းကိုခေါ်ထားတယ်အဲ့လိုခေါ်ထားတဲ့အချိန်မှာအာကျမတို့က aspirin အလုံးကြောက်ပြောမှာ aspirin ဆေးပြားကို300 mg ဆေးကိုဒီလူနာကိုတိုက်ထားဖို့လိုပါတယ်ဒါပေမဲ့ဝုန်းဆိုပြီးတော့လဲကြသွားပြီနော် လက်ဒီလိုပါဆိုရင် ambulance မရောက်မခင်ဒါမှမဟုတ်ဆေးရုံမရောက်ခင်မှာသူ့ကို oxygen တွေတော့ရှော့ပေးနေဖို့လိုပဲ okay အောက်ဆီဂျင်ပေးဖို့မရှိဘူးဆိုရင်အရေးပေါ်အသက်ကင်းနေကာဒီယိုပါမိုနရီရက်ဆာဆာတေးရှင်းလုပ်ဖို့ကအရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာတော်တော်များများကအာဆေးနေပေတဲ့ကမဟုတ်တဲ့အတွက်မားနေတာကိုတွေ့ရပါတယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့လူနာကလဲနေရပလက်လန်နေရမှာဆိုရင်သူ့ရဲ့ခေါင်းလေးကိုတစ်ချက်လေးအဲနည်းလေးမှိန်ထားလိုက်ပေါ့နော်ပြီးရအခါကျရင်ဒီရှင်ဘက်ကရင်ညွန့်လို့ခေါ်တာပဲရင်ညွန့်ရိုးတက်တဲ့အရိုးရှိအဲ့အရိုးပေါ်ဖြိရမှာဘာနဲ့ဖြိရမှာလဲဆိုရင်တော့လက် ကျမတို့လက်နှစ်ဖက်မှာဆိုရင်ကျမတို့ဆိုရင်ညာတန်းနေမနော်အဲဘယ်ဟိုဘယ်ညာတန်းဒီလက်တစ်ဖက်ပေါ့နော်ဘယ်ဘက်လက်ပေါ့ညာဘက်လက်ကဒီလိုထပ်လိုက်မယ် lock လုပ်လိုက်လို့မျိုးလုပ်လိုက်တာနော်အဲ့လိုလုပ်လိုက်တာပြီးရင်လက်ဖမိုးပေါ့အော်လက်ဖနောက်ခေါ်တာပေါ့နော်လက်ဖမောက်လက်ဖနောက်နဲ့လူနာရဲ့ခုနရင်ညွတ်တက်တက်ဦးဖြိချ အဲ့လိုဖိတဲ့အခါမှာလက်ကြီးကကိုင်းနေရမှာလက်ကလုံးဝ90 degree ဒီရင်ဘက်နဲ့လူနာအာကိုယ့်ရဲ့လက်နဲ့90 degree 90 degree အပေါ်ကနေကိုယ့်ရဲ့တစ်ခုလုံး weight ကိုအသုံးပြုပြီးတော့အားနဲ့ဖိချရမှာလက်မောင်းလေးနဲ့ဖြီး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 ဆိုပြီးတော့ရုပ်ရှင်ထဲမှာလို့လို့လောက်ရမှာမျိုးမဟုတ်ဘူးတစ်ခုလုံးနဲ့အားနဲ့ဖိချဖိချအဲ့ဒါဇက်တိုက်ဖိရမှာအဲ့လိုဖိချတာဘယ်လောက်အကျဉ်လဲဆိုအကျဉ်30ဇက်တိုက်ဖိဖိအချိန်30စက်တိုက်ဖိပြီးတော့မှဒီပါဆက်ထဲမှာ လေမှုတ်ထည့်ရမယ်လေမှုတ်ထည့်တဲ့နေရာမှာလည်းဘယ်လိုမှုတ်ထည့်ရမလဲဆိုဒီနှာခေါင်းပေါက်ကိုပိတ် တကားပေါ်ကိုပိတ်လူသားရဲ့ပါဇက်တစ်ခုလုံးကိုကာဗာဖြစ်သွားတော့ကိုယ့်ပါဇက်နဲ့ငုံပြီးအုပ်ပြီးတော့မှအသက်ကိုရှူထွက်လိုက်မယ်ဒါအရေးပေါ်လမ်းဘေးမှာဝုန်းနေဖြစ်သွားပြောတာနော်အကောင်းဆုံးကတော့ကျမတို့ဟိုရုပ်ရှင်တွေထဲမှာရွှီရွှီညှစ်ပေးရတဲ့ဟာမျိုးရှိတယ်အဓိကဗဇက်တစ်ခုလုံး cover လုပ်ပြီးတော့မှအဲ့လိုညှစ်ပေးဖို့လိုပဲအဲ့ဒါကိုနှစ်ချက်ဗဇက်ထဲကိုလေမှုတ်ထည့်မယ်အချက်30ဖီနှစ်နှစ်ချက်လေမှုတ်တွင်အဲ့လိုပုံစံမျိုးကိုတစ်မိနစ်မှာအကျဉ်း120အတွင်းဖြစ်အောင်လုပ်ပေးရမယ်အချက်ပေါ့အချက်120တရာလောက် တောက်လျှောက်ဖိပြီးနေရမယ်ဘလောက်လောက်ရမှာလဲဆိုရင်စစ်ရုံက ambulance မရောက်မချင်းစစ်ရုံမရောက်မချင်းတောက်လျှောက်လုတ်ပြီးနေရမှာအဲ့တော့အရန်ပင်မန်းနေလူကအားတုံခွန်ဆိုင်ဖိချဖိနေရမှာအဲ့တော့ကိုကပင်မန်းပြီဆိုနောက်တော့ကချက်ချင်းဝင်နောက်တစ်ယောက်ကလည်းခုနကလိုပုံစံအတိုင်းမှန်မှန်ကန်ကန်ဖိမှဒီရက်သွားတဲ့နှလုံးကပြန်ခုံပြီးတော့အလုပ်လုပ်လာမှာဖြစ်ပါတယ်အဲ့တော့ဘုဟုသတ္တ ambulance လာပြီဆိုရင် oxygen ပေးပြီးဘာညာဘာညာနဲ့စစ်ရုံရောက်မယ်ဒါကကိစ္စမရှိဘူးပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင် heart attack ကနောက်ဆက်တွဲကြောင့်လူနာအသက်သေဆုံးသွားနိုင်တယ်အဲ့တော့ဒီက ဟာတဲ့နောက်ဆက်တွဲကဘာလဲဆိုတော့နံပါတ်1ကြောက်ဖို့အကောင်ဆုံး arrhythmia နှလုံးခုန်လုံးမမှန်တော့အောင်ခုန်ခြင်းတလို့ခုန်ဗျံမတာတွေခုန်တာလည်းဖြစ်နိုင်တယ်မခုန်တော့လည်းဖြစ်နိုင်တယ်နှေးဝါးလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်အသက်သေးဆုံးနိုင်တယ်နောက်တစ်ခု cardiogenic shock နှလုံးမာဆယ်တွေကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘာလို့လဲဆိုတော့ကြွက်သားတွေကအပြင်းထန်ထိခိုက်သွားပြီ severely damage ပုံမှန်ကသူကအောက်ဆီဂျင်နေအာအောက်ဆီဂျင်နေအာဟာရဓာတ်တွေကိုဒီသွေးကြောလေးကတည်ဆောင်သွားနေရအဲ့တော့လုံးဝပိတ်သွားတဲ့အခါကျတော့ လုံးဝကြွက်သားတွေကပုတ်လာနှလုံးကြွက်သားတွေကပုတ်လာပုတ်လာပုတ်တဲ့ပမာဏကအရန်များလာတယ်နော်ချက်ချင်းမှပြန်ပြီး recover မလုပ်နိုင်ဘူးမကုနိုင်ဘူးသွေးရောပိတ်နေတာမဖယ်နိုင်တဲ့ခါမှာအလုံးဝအပြင်းထန်အဲ damage ရပြီးတော့ထိခိုက်ပျက်စီးသွားပြီးတော့လူနာချက်ချင်းတေဆုံးသွားနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလေ hub rupture နှလုံးတစ်ခုလုံးကွဲထွက်သွားတာကြွက်သားတွေအကုန်လုံးကပျက်စီးနေရဖြစ်တဲ့ကွဲထွက်သွားတဲ့အခါမျိုးမှာဆိုရင် ဒီဟတ်အတက်ရဲ့နောက်ဆက်တွဲကြောင့်လူနာအသက်တည်ဆုံးတာမျိုးဖြစ်တတ်ပါဗျ။အဲ့တော့လူတိုင်းဟတ်တက်ဖြစ်ရင်အသက်တည်ရသလားဆိုတော့လူတိုင်းတော့မဟုတ်ပါဘူး။အသက်ရွယ်ပေါ်မှုတည်ရဲ့လူငယ်တွေတဲ့ဆိုင်လူကြီးတွေဖြစ်တာများတယ်။ Okay ငယ်လို့မဖြစ်ဘူးလို့ဘတော်မှမတွေးပါနဲ့လုံးဝမှားပါတယ်။ခင်နေခင် lifestyle တွေစိတ်လေးတွေတောက်တယ်စီတန်းကြီးလိုက်ဆိုင်ကိုလက်လှုပ်ရှားမှုမရှိဘူး fast food တွေစားကြတယ်အဲ့လိုခါမျိုးမှာဆိုရင်သွေးတင်း cholesterol တွေများတာမျိုး အမျိုးမျိုးကလည်းဝါတယ်ဝါတယ်မျိုးမျိုးရှိရင်နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ယောဂမျိုးရှိရယ်ကိုကလည်းစိတ်လေးတည်တောက်တယ် healthy lifestyle မရှိဘူးဆိုရင်သူဒီတခြားပါနှလုံးသွေးကြော cardio coronary heart disease ဖြစ်ဖို့ chance များတယ်အရင်ကတော့ကိုကဖြစ်ဖူးရယ်ဆိုပို့ပြီးခရူးဆိုင်ရမှာနော်အဲ့တော့ဒီလိုလူမျိုးတွေကအသက်ကြီးရင်ဒီပို့ဆိုးရင်ရတယ်လူငယ်တွေဆိုရင်လည်းအရင်တော့ကဖြစ်ဖူးရယ်ဆိုရင်ပို့ပြီးခရူးဆိုင်ရတယ်ကိုကနှလုံးကြွက်သားတွေကအများကြီးထိခိုက်ပျက်စီးထားတယ်ဆိုရင် ပြန်ကောင်းမှုအချိန်ကြာတတ်တယ်အဲထိခိုက်ပျက်စီးမှုကနည်းတယ် damage ထိခိုက်ပျက်စီးမှုတိတ်မရှိဘူးဆိုရင်တော့ recover ဖြစ်ဖို့ပြန်တက်တာဖို့အတွက်မြန်မြန်စောစောဆီပြန်ကောင်းနိုင်ပါတယ်ကိုကအာကျမတို့အားလုံးကြားဖို့မှာပါ Adovas လိုမျိုးသွေးတင်းကိုလက်စတရောချရတဲ့ဆီးတွေတချို့သွေးတို့ရှိရတဲ့သွေးတွေးကြဆီးတွေဒါတို့မှန်မှန်နေ့စဉ်မှန်မှန်တောက်နေရမယ်တပတ်မှာအနည်းဆုံးမိနစ်150နာရီနဲ့တွက်မယ်ဆိုရင်2နာရီနဲ့ 30မိနစ်တိတိကိုလက်လှုပ်ရှားမှုလေးရှိရမယ်အဲ့ဒါလူနာရဲ့လူရဲ့အခြေအနေပေါ်မူတည်ပြီးတော့ workout လုပ်နိုင် workout လုပ်တာမန်ပေါပေါပါပါလမ်းလျှောက်တာဆိုလဲပေါပေါပါလမ်းလျှောက်တာလားတော့အဲ့လိုမျိုးလေးပုံမှန်လုပ်ပေးဖို့အရေးကြီးပါတယ်စားတဲ့အစားတောင်းနှလုံးသမားတွေပေါ့နော်ဖက်စုတွေအစီများတာတွေအချိုတွေအီအစိမ့်တွေအငန့်တွေကိုရှောင်ပါရှော့ပါစင်လေးကတော့လုံးဝဖျက်ရမှာเนาะစင်လေးလုံးဝဖျက်ရမယ်အစားတောက်မှာဆိုရင်တော့ကျမတို့အတီးအရွက်ဟင်းဒီဟင်းရွက်အတီးအနှံငါပြီးတော့ white meat လို့ခေါ်ပါငါတို့စက်သားဒီလိုဟာမျိုးကြီးစားပြီးတော့အစီများတဲ့လွန်ကဲတဲ့ကိုလက်စောပါတဲ့အစားအသောက်တွေကိုရှောင်ပါသွေးကြစီတို့သွေးသင်းကိုလက်စောကြစီတို့ကိုမပော့ပါနဲ့ပြီးတော့အရင်မပြက်စီနဲ့ဂယူးဆိုင်ပါအဲ့ဒါဆိုရင်တော့ဒီနှလုံးနဲ့ပတ်သက်ပြီးကိုကသွေးကြောကျင်းနေတော့ညာလဲပဲသွေးကြောပိတ်ဖို့ချန့်ရှိနေတော့ညာလဲပဲဟာအတက်ရှိနေတော့ညာလဲပဲ ပြန်ကောင်းနိုင်ဖို့မင်းမြန်ပြန်ကောင်းနိုင်ဖို့အတွက် chance များပါတယ်ကိုကအခုအစားတောက်အနေတိုင်းတစ်ချက်လေးပေါ်ရွှလိုက်တာနဲ့ဒီ hug တက်ဒီစိန်ကုနာပြောတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပြီးတော့အသက်ငယ်သူဖြစ်စေကြီးသူဖြစ်စေရုတ်တရက်ဒီလောကထဲကနေနှုတ်ဆက်ထွက်ခွာသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ဘယ်အရွယ်ကောင်းဘယ်အညွန့်ကောင်းဘယ်တမိုးရှိတဲ့လူကိုမှငယ်ငယ်ကြီးကြီး ဒီလိုယောဂမျိုးသတိလက်လွတ်ဖြစ်ပြီးတော့အသက်တည်ဆုံးရအောင်ဖြစ်စေခြင်းမဟုတ်ဘာလို့သတိလက်လွတ်ဖြစ်ရလဲဆိုတော့ငါငယ်သေးလို့မဖြစ်တော့ပါဘူးတို့ဒါမှမဟုတ်စေးတောက်ဖို့ healthy lifestyle ကိုလိုက်နာဖို့ပေါ့ရတာကြီးကြောင့် ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်စိတ်ကဒါလေးကို remind လုပ်ခြင်းလို့သတိပေးခြင်းလို့ညာကြီးချိန်မဲ့တော့အာဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ share လိုက်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အဖိုးဖွားတွေရောကိုယ်တိုင်ကိုဂရုစိုက်ပါစိတ်ရဲ့မိတ်ဆွေတွေထဲမှာဆိုလည်းအသက်20ကျော်30ကျော်လေးတွေနဲ့နှလုံးသွေးကြောချင်းနေရာတွေအများကြီးရှိနေတာကိုတွေ့နေရတာဖြစ်တဲ့အတွက်အားလုံးကိုဂရုစိုက်စေခြင်းပါတယ်အားလုံးဂရုစိုက်ကြပါ ဟုတ်ကဲ့ပါမျိုးတို့ရေးမွဲပြီးတော့လေကတော့ဒီလောက်ပါပဲရှိဒီအဆိုရအာဒီနိုဟာဆိုလို့ရှင်လဲစင်ပေါ်မှာတချင်းတက်ဆူနေနေပေါ့နော်ရုပ်တရက်လဲကြပြီးတော့အဲဒီနှလုံးဟတ်အတက်နဲ့ကွယ်လွန်သွားတာပဲဖြစ်ပါတယ်တော်တော်လေးလဲစင်မကောင်းစရာကောင်းနေပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါက်တာစိတ်ကနေပြီးတော့နောက်လူတွေလဲဒီလိုမဖြစ်အောင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးတွေပေးလာတာပဲဖြစ်ပါတယ်ဒီဒေါက်တာစိတ်ကိုလဲကျေးဇူးအများကြီးတင်ပါရှိမွဲမျိုးတွေလဲဂရုစိုက်စင်ကြီးတရားလို့ပြလဲညှောက်လဲချင်းမဖြစ်ပါတယ်မွဲဗီဒီယိုလေးကိုအဆုတ်ထိလဲပါကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကျေးဇူးတင်ပါရှိဒီအကူလဲကောင်းရင်မွေရက်ပါစီလို့စွတ်တောင်းလိုက်ပါရှိနောက်ထပ်လဲမိုးဆက်လီတဲ့နေ ပူတရာရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသမှာမို့မွေး channel လေးကို like subscribe နဲ့တာပြီးပို့တောက်စပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား